အားလုံးပဲမင်္ဂလာပါဗျဒီနေ့တော့ရဟန်းစားလူကောင်းနဲ့တမန်လီတုတ်လေးနဲ့မိတ်ဆက်ပေးပါမယ်အခါတနိုင်နိုင်လေးနဲ့တုတ်ထားတာမို့ရဟန်းစားလူကောင်းပါတယ်ဒါလေးတွေကတော့တမန်လီတုတ်တုတ်စားမဲ့ပါဝင်ပစ္စည်းလေးတွေပါနေ့လယ်နေခင်းတုတ်စားပြင်တော့ပိုကောင်းပါတယ် တံမြန်စည်းလေးနှလုံးကိုပပလေးလှီထားပါတယ်ချက်တုန်ဒီ၃ဦးကိုလည်းပပလေးလှီထားပါတယ်ချက်တုန်များများထင်မှအခါတည်းလေးပြောက်တာမို့များများထဲလေးပူကောင်းလေးပါပဲကျွန်တော်ကတော့မြေပဲလှော်ပြီးစားလေးရှိတာမို့ထောင်းထားတာပါမြေပဲစံကြိုးထောင်းရင်လည်းရပါတယ် ြင်ငပီလေးဖုတ်ထားတာပါအချင်းတလေးတက်တောင်းလို့မြင်ငပီလေးလိုပါတယ်မြူဒီဇင်းလေးတည်ထားပါတယ်ဒါကတော့အတုတ်တိုင်းမှာမရှိမဖြစ်လိုအပ်တဲ့မြူဒီဇင်းလေးပေါ့လေတမယာစီတုတ်ပါတော့မယ်တမယာစီလေးထည့်ပါမယ်ပြီးတော့ချက်တုံလေးလည်းထည့်ပါမယ် ညင်ပြီးဖုတ်ထားတာလေးလေးထည့်ပါမယ်ငယ်ဒီစင်းလေးထည့်ပါမယ်ဒီပဲတန်ဒီလေးထည့်ထားပြီးပါပြီချုံမုံလေးလေးထည့်ပါမယ်စားဖို့တော့မထည့်တော့ဘူးပေါ့နော်မြင်ငပိပြီးပါနေတဲ့အတွက်ကြောင့်စားဖို့တော့ကျွန်တော်တို့မထည့်ပါဘူး စီလေးထည့်ပါမယ်ပြီးရင်တော့ကျွန်တော်တို့နေပါတော့မယ်เนาะ ုတ်ကဲ့ရပါပြီချင်တလေးလေးတတအခါတလေးလေးတတပြီးတော့ရန်စားလို့ကောင်းတဲ့တံမြန်ကြီးတုတ်လေးရပါပြီ